်မင်္ဂလာပါရှင်ဘာမကိတဲ့တဲ့ရင်ဌာနဤထိတ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဒေါအောင်ဆန်းစုကြည်လွှတ်ပေးဖို့အချိန်တန်ပြီးဟုခိုင်းနိုင်ငံသားရေးဝန်ကြီးပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲပြီးသွားသည့်အချိန်မှပင်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံအနေဖြင့်ပြန်လည်ဆက်ဆံရန်ခက်ခဲသွားနိုင်ပြီးအကျဉ်းဆန်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အချိန်တန်ပြီးဟုနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖုန်ကတ်ကရိုက နိုဝင်ဘာ25ရက်နေ့တွင်ပြောကြားခဲ့ပါတယ်။သူမကိုလွတ်ပေးဖို့အချိန်တန်ပြီလို့ထင်ပါတယ်ဟုစီဟာဆက်ကပြောကြားပြီးအသက်အရွယ်လည်းကြီးပြီဖြစ်တဲ့အတွက်စိုးရိမ်စရာကျန်းမာရေးအခြေအနေတွေကိုမသိနိုင်တော့ပါဘူးဟုလည်းထိုင်းနိုင်ငံနိုင်ငံသားသတင်းထောက်ကလန် FCCD တွင်ပြောဆိုကြောင်းရူတာသတင်းတပုတ်ကရေးသားထားပါတယ်။2021ဖေဖော်ဝါရီစစ်အာဏာသိမ်းအပြီးဒေါအောင်ဆန်းစုကြည်နှင့်ရွှေကောက်ခံအတိုက်ခံခေါင်းဆောင်အများပြကိုစစ်တပ်ကဖမ်းဆီးပြီးအကျဉ်းချထားခဲ့ပါတယ် ထို့နောက်စီအာနာသိန်းစန့်ကျင်ရေးလက်နက်ကင်ပုံကံမှုမြန်မာနိုင်ငံတက်ကွန်ကျက်ပြန့်စွာပေါ်ပေါက်လာပါတယ်။ကျင်းထန်စေပြည်တွင်းစစ်ကြတွင်ဒီဇင်ဘာ28ရက်မှစတင်၍မြန်မာနိုင်ငံတွင်အစင်လိုက်ရွေးကောက်ပွဲများကျင်းပရန်စီစဉ်ထားပါသည်2021ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးနောက်စစ်အုပ်ချုပ်ရေးကိုတိုးချဲ့ရန်ပြင်ဆင်ထားသည့်အစီအစဉ်သာဖြစ်ကြောင်းလေးလာဆောင်ကြည့်သူများကဝေဖန်နေကြပါသည်ဒီမိုကရေစီပါတီများအနက်အများပြားကိုပိတ်ပင်ထားခြင်းသို့မဟုတ်ရွေးကောက်ပွဲတွင်မပါဝင်သည့်အပြင်ရွေးကောက်ပွဲကိုတိုင်းပြည်အနက်မပြုလုပ်နိုင်ကြောင်းအာဏာသိမ်းစစ်တပ်ကလက်ခံကြေညာထားပါသည် အခုလိုချင်းတွေတွေအောက်မှာအထူးသဖြင့်အားလုံးပါဝင်ပြီးတိုအပ်တဲ့ဆွေးနွေးပွဲမပြုလုပ်နိုင်သေးပဲရွေးကောက်ပွဲကျင်းပတော့မယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာကိုပြန်လည်ချိတ်ဆက်ရတာကလည်းခက်ခဲမယ်ဟုစီဟာဆက်ကပြောပါတယ်။စစ်တပ်နိုင်ငံပါဝင်တဲ့အာဆီယံသည်အော်တိုဘာလတွင်မြန်မာဆက်အနာပိုင်များကိုအားလုံးပါဝင်သောရွေးကောက်ပွဲပြုလုပ်ရန်တောင်းဆိုခဲ့ကြပြီးဘုဒ္ဓဘောတူညီထားသောငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းလိုက်နာရန်တောင်းဆိုခဲ့ကြပါတယ်။အသက်80နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်သည်သူဤသားအစိုးရနှလုံးရောဂါမကြာခဏဖြစ်ပွားနေသဖြင့် အရေးပေါ်စေကူတာမှုလိုအပ်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးဝက်လက်မျိုးနဲ့ဆိုင်နိုင်ခွေးမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးသေဆုံးပြီးလက်နက်30ကျော်နှင့်ခဲယမ်းများတင်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်ဆိုင်နိုင်ခွေးမှာထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား35ဦးကျော်သေဆုံးပြီးလက်နက်30ကျော်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းပြည်သူ့အစီအခံတော်လှန်ရေးတပ်ဦးဝက်လက်မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ23ရက်နနက်8နာရီခန့်ကဝက်လက်မြို့နယ်ဆိုင်နိုင်ခွေးမှာထွက်လာသောအကြမ်းဖက်စစ်တပ်မှဘူကြီးစန်းညွန့်ထွန်းဦးစီးသည်တပ်မ33လက်အောက်ခံခမရ7ခလာရ42နှင့်ဖြူစောတီပူပေါင်းအင်အား120ခန့်သည့် ပုံနာကျေးရွာသို့ဝင်ရောက်မိရှုနေစဉ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ရာညနေ6:30မိနစ်အထိကြာမြင့်ခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှ35ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကောင်စစ်ကြောင်းပြည့်၍ဆိုင်းနိုင်ခွေးရှိစစ်တပ်စခန်းအတွင်သို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်။ ကျွန်တော်တို့မျိုးနွယ်အတွင်းမှာစီရေးဖိအားကိုတတ်နိုင်သလောက်လျှော့ချဖို့အတွက်အသေးစိတ်တွေမထုတ်ပြန်တော့တာကျွန်တော်တို့ကစစ်ကိုစစ်လိုပဲရင်းနေအတွက်မလိုလားအပ်တဲ့ကြွားဝါမှုမျိုးတွေကိုရှောင်ရှားကျင်တာမျိုးပါဟုပြည်သူအစီအကံတော်လှန်ရေးတပ်ဦးဝက်လက်မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ထို့ပြင်အကြံဖက်စစ်သားများကိုင်ဆောင်အုံပြုသော MA1 အမျိုးအစားတပ်နက်၁၁လံ MA2 အမျိုးအစားတပ်နက်၃လံ MA3 အမျိုးအစားတပ်နက်၁၀လံငချင်းမီ၂လံ RPG တပ်လံ Sniper တပ်လံ BA100 စိန်ပြောင်း၃လံ BA90 စိန်ပြောင်းတလန်ဂျမ်ဘာဆက်တလုံးချီပေါက်16ပေါက် 5.56G အတောက်390 7.62G 1839တောင် RPG 4ဘူး RPG ပို့ကြီး9လုံးကြီးကအုတ်ထုတ်10လုံးလက်ကင်ဖုံး28လုံးအီနာကဘုံတိ19လုံးနဲ့လက်ပြုံဘုံ9လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘိုခရိုင်ကုတ်ကဲရီမှုစီမံချက်ဖြင့်အမှတ်1234590ဒရင်ညာဝလက်မြို့နယ်ပါကာဖာဟန်လင်းတိုက်နယ်ပါကာဖာ အမှတ်နှစ်ရွှေဘုခရိုင်ဂျုံအပွဲအမှတ်1235စက္ကွန်ဂျုံအပွဲဝလမျိုးနယ်ပကဖဂျုံအပွဲနှင့်ဒေသခံပကဖများပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်၃ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိပေလောကလိမ့်လည်မှုကြီးဖြည့်ရှင်းပေးရေးဖြည့်တဲ့ရေးတူဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကတော့ကြီးတိန်2500အစိုးရယုံလေးနှင့်လူမိုက်ဝင်းထုတ်ဝင်းကိုတိန်1000 ချင်းမြနိုင်ငါးဈေးမှလူမိုက်ကြော်ကြော်ကိုတင်ချက်ရပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာပြည်တွင်ပဲဆေးခွက်တွင်အမေရိကန်ဒေါ်လာတန်ပေါင်းများစွာထန်ဖို့ရှိပဲလော့ကလိမ့်လည်မှုကြီးကိုဖြည့်ရှင်းပေးရေးဖြည့်ရေးတူးဝင်ကြီးဘိုချုပ်အောင်ကြော်ကြော်ကိုလက်ငွေကတော့ကြီး ငွေကျပ်သိန်း2500အဆိုတော်ယုံလေးနှင့်လူမိုက်ဝင်းထုတ်ဝင်းကိုငွေကျပ်သိန်း1000ကြီးမြင့်နိုင်ငါစီမှလူမိုက်ကြော်ကြော်ကိုသိန်း800ပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိတကယ်တော့ပြည်လဲမှုလည်းမရရှိခဲ့ကြောင်းလိမ့်လေခန့်ရသောမဟာနတီ Trading Company မှဒါရိုက်တာကိုရဲမင်းလွင်ကသတင်းဌာနကိုပြောကြားပါတယ်2023-2024ခုနှစ်အတွင်းမဟာနတီ Trading Company ကဘဲကုန်တဲ့အုပ်ဖြစ်သောဇော်မင်းတန့်ခစောစောလေးထက်တွင် မပဲတန်ချိန်2200တန်မိုးရှိပညာကိုအမေရိကန်ဒေါ်လာတန်းချီပေး၍ပွဲယူခဲ့ပြီးလောင်းထားခဲ့ကြောင်းမြန်မာငွေအားဖြင့်တင်ကြီးပေါင်းတသိန်းခွဲတန်မိုးရှိခဲ့ကြောင်းထို့သောဝယ်ယူချိန်ကမပဲစင်းလုံးမှ26သိန်းဝန်းကျင်သာရှိခဲ့ကြောင်းရင်းနောက်မပဲစင်းမှ41သိန်းခွဲဖြစ်သွားချိန်တွင်ပဲနှစ်ငွေများလုံးဝပြတ်မပြီးပဲလင်းလဲသွားခဲ့ကြောင်း ထို့ကြောင့်ငွေလိမ်ခံရမှုအတွက်ငွေကြေးများပြန်လည်ရရှိရေးအတွက်ပြည်ထရေးတူဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်မှတဆင့်ဆက်သွယ်၍ငွေပြန်လည်ရရှိရေးစူးစမ်းခဲ့တော်လဲကရော့ကြီးသိန်း2500ကုန်သွားခဲ့တော်လဲဖြည့်ရှင်းပေးမှုမရှိခဲ့ကြောင်းကိုရဲမင်းလွင်ကပြောဆိုပါတယ်